မင်္ဂလာပါခုပြောပြမယ့်အကြောင်းအရာတွေကတော့လူလောကကြီးမှာအဖြစ်များဆုံးအရာတခုကိုပြောပြမယ့်ခြင်းဖြစ်ပါတယ်လူလောကကြီးမှာဘာတွေဖြစ်များဆုံးလဲဆိုတော့အခြေရေးကိုအခြေရေးကိုအဓိကထားပြီးပြောမှာပေါ့နော်အခြေရေးကိုအဓိကထားပြီးတော့ပြောမယ်ဆိုတာကကျွန်တော်ဆက်သွယ်လာတာရှိရယ်နော်ဘိုင်ဘာနေဆက်သွယ်တာရှိရယ်ဖုန်းဆက်ပြီးဆက်သွယ်တာရှိရယ်အဲ့လိုဆက်သွယ်တဲ့နေရာမှာဘာတွေများဆုံးလာလဲဆိုရင်ဆရာကြီး ျမကောင်လေးကျမကိုထားသွားလို့ပေါ့နော်လမ်းခွဲသွားလို့ပေါ့ကျမကောင်လေးဆိုပြီးတော့ပဲတုံ့နှောင်းတာပေါ့နော် အပြီးွားရင်ဘာလေးထက်ပြီးတော့ပြောလဲဆိုရင်သူကကျမကိုလည်ပြီးတော့လူပြိုပါဆိုပြီးတော့နှစ်တင်းတော့အတူတူနေသွားတယ်ကျမစုံစမ်းကြည့်ရခါဒါမှမဟုတ်ခုမှသူ့ဘက်ကထုတ်ပြောလာတယ်။ तू ကအိမ်ကြောင်ရှိပါတယ်။တာသမီးရှိပါတယ်ပေါ့နော်။ အဲ့တော့တော့မဖြစ်နိုင်တော့ဆိုပြီးတော့ကျမကိုထားခဲ့တယ်ပေါ့အဲ့ကျမကလည်းသူတို့ရဲ့အိမ်တော်ရေးကိုမပြည့်စည်စေခြင်းဘူးအဲ့တော့သူကျမကိုလာပြီးတော့တောင်းပန်တာကိုလိုချင်တယ်တချို့ကြတော့လဲသူပြန်လာလိုချင်တာပေါ့နော်အဲ့တချို့ကလည်းအိမ်တော်မရှိဘူးလုံးဝမလိမ်မညာထားဘူးမနေချင်တော့လို့မိမိကိုလုံးဝမနေမိမိနဲ့တူလုံးဝမနေချင်တော့လို့ဆွန့်ပစ်သွားတာမျိုးရှိတယ် ။ဘာကြောင့်ပြကြမှာမရှိဘဲနဲ့ထားသွားတာမျိုးကြီးရှိတယ်။ဒါမှမဟုတ်အစ်တစ်ယောက်တွေ့လို့ထားသွားတာမျိုးကြီးရှိတာပေါ့နော်။အတောင်စကားကိုခြုံပြောမယ်ဆိုရင်တော့အတူတူနေပြီးမှထွက်သွားတာဆိုတော့ဟိုမမရရင်တုံတုံတုံးမယ်ဆိုရင်တော့ဒါ grower ရဲ့စာပြီးနားမလဲလုတ်သွားတာပေါ့နော်။အစာပြီးနားမလဲလုတ်သွားတဲ့သူကိုပြန်လဲပြီးတော့နောင်နာရစေခြင်းနဲ့ဝက်လဲစေခြင်းနဲ့တန်ခတ်စေခြင်းနဲ့ သူပြန်လာတော့လိုချင်တယ်သူလာပြီးတော့ခက်ခက်ရရတောင်းပန်တာကိုလိုချင်တယ်ဆိုရင်ပြုလုပ်လို့ရတဲ့အစီအရာရာတစ်ခုကိုပြောပြပေးပါမယ်စတိလင်မန်တစ်ချက်လိုလိမ့်မယ်နော်စတိလင်မန်တစ်ချက်မှာသူ့ရဲ့ဓာတ်ပုံထုတ်လိုက်နော်သူ့ရဲ့ဓာတ်ပုံဆိုင်မှာသွားထုတ်လိုက်ထုတ်ပြီးစတိလင်မန်တစ်ချက်မှာကတ်လိုက်ကွန်နက်ကတ်လိုက်ပေါ့နော်ကွန်နက်ကတ်ပြီးသွားတဲ့ခါကျရင်သူ့ရဲ့ဓာတ်ပုံမှာ သူ့ရဲ့အမိနိမ့်နံကိုရေးရေးပြီးသွားရင်မိမိရဲ့အမိနိမ့်နံကိုရေးရေးပြီးသွားရင်ငါဟိုခုနအပေါ်မှာပြောထားသလိုပေါ့မိမိကဘာဖြစ်စေချင်တာလဲသူ့ကိုဝတ်လဲစေချင်တယ်ဆိုရင်တော့ဝတ်လဲပါစေရေးလိုက်ပေါ့နော်အတူပြန်လာစေချင်တယ်ဆိုရင်တော့ပြန်လာစေချင်တယ်ရေးလိုက်ပေါ့ဆက်သွယ်စေချင်တယ်ဆိုရင်လည်းအမြင်ဆုံးဆက်သွယ်ပါစေရေးလိုက်ဒါကမိမိရဲ့စိတ်ခံစားချက်နဲ့မူတည်ပြီးရေးရမယ့်စာဖြစ်တာမို့လို့အများကြီးတော့ပြောမနေချင်တော့ဘူးပေါ့နော်စတိလက်မှတ်မှာ သူ့ရဲ့ကြက်ပုံကိုကွန်နက်ကပ်မယ်ကပ်ပြီးတော့သူ့ရဲ့ကြက်ပုံမျက်နှာဘက်ချမ်းမှာမိမိဖြစ်ချင်တဲ့ကြောင်းရယ်စာချရေးမယ်နော်ရေးပြီးသွားတဲ့အခါကျရင်မိမိရဲ့အတုံးပြူတဲ့အောက်ပိုင်းအတုံးပြူတဲ့ထမိန်တော့မဟုတ်စကတ်ပေါ့နော်အဲ့ဒီတစ်ခုကိုအတုံးယူရလိုက်မယ်နော်ယူရရင်အဲ့ဒီသူ့ရဲ့စတီးလင်မဲမှာသူ့ကြက်ပုံကတ်ထားရတဲ့ဥပမာပြပြောမယ်ထမိန်ပေါ့နော်အဲ့စတီးလင်မဲကိုထမိန်နဲ့ပတ်ပြီးတော့လိမ့်လိုက် လဲပြီးတော့ရင်ရေသွမ်းမြောက်လိုက်တော့ရပြီနော်မိမိဖြစ်ကျင်တာကိုရေမြောပြီးဆုတောင်းလိုက်စကက်ပဲရှိတယ်ဆိုတော့စကက်နဲ့ပတ်လိုက်ပြီးတော့အဲ့ဒီလင်မောင်းကိုစကက်နဲ့ပတ်လိုက်ပြီးတော့မိမိရေမြောပြီးတော့ဆုတောင်းလိုက်အခုပြောသွားတဲ့နေရာမှာအမျိုးသမီးရေတွေ့ပြီးပြောသွားတယ်လို့ဖြစ်တာမို့လို့အမျိုးသားတချို့လည်းကြုံတွေ့နေရကောင်းကြုံတွေ့နိုင်တယ်နော်အမျိုးသားရေအခုရရအစင်ရင်ပြုတ်လို့မယ်ဆိုရင်တော့ပစိုးပေါ့နော်အမျိုးသားဆိုရင်တော့ပစိုးရမယ်အဲအားကစားဘောင်းမီပေါ့နော်ဘောင်းမီတူပြက်ရမယ် ုနလောအောင်ပုံစံတိုင်းပဲစတိလင်မန်းကိုပစိုးနဲ့ပတ်လိုက်ပြီးတော့မိမိဖြစ်ခြင်းအကြောင်းအရာကိုရေးပြီးတော့ရေမျောလိုက်ဒါဆိုရင်ဆယ်ရက်ဆန်ရက်အတွင်းမှာထူးခြားလာလိမ့်မယ်နော်မိမိရေးတဲ့အချိန်ထူးခြားလာလိမ့်မယ်သူပြန်လာမယ်ဆိုရင်လာလိမ့်မယ်နော်သူဆက်သွယ်ပါဆိုရင်ဆက်သွယ်လိုက်မယ်နော်ဒါကြောင့်မို့လို့ဒီလိုမျိုးလွယ်ကူတဲ့ရေရအစဉ်လေးပြပြပေးခြင်းကခုနှစ်သားသမီးအားလုံးအဆင်ပြေစေခြင်းအဆင်ပြေစေခြင်းနဲ့စိတ်တစ်ခုနဲ့ပြပြပေးခြင်းဖြစ်ပါတယ် လောက်အောင်မှလည်းမခက်ခဲသလိုကုန်ကြလည်းမများအောင်လို့ခုနှစ်သားသမီးအပေါင်းအားလုံးပဲလိုက်လုံနိုင်ကြပါစေအဆင်ပြေကြပါစေ